ဘာကြောင့်မာမာနတွေကဖြစ်နေတာတုံးလို့စီသိကြည့်လို့ရှိရင်နော်အရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နဲ့လို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနဲ့လေလေမာမာနကြီးလေလေပဲဘုရင်တို့ဘေးတပေါင်းတော်တို့ငငယ်တုန်းကနော်ဇဗနံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှစ်ဆန်တဲနေလို့လို့သင်ခဲ့ရတယ်ပေါ့ဟုတ်လားဩဇဗနံလေးကထောင်း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 ဖြစ်နေတယ်ဆိုတော့အထက်ထက်မှာဘာအနှင်းမှမရှိဘူး ဒါကြောင့်မလို့သူကထောင်း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 ဖြစ်နေတယ်။အဲ့ဒါလို့ငိုက်နေတဲ့ဇဗနံလေးနဲ့နော်ထောင်းနေတဲ့ဇဗနံလေးကိုဥမာပေးပြီးတော့လူသားတွေမှာလည်းပဲအတိညာဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်။အတိညာဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာ။ဟုတ်ရဲ့လား။ဒါကြောင့်ဦးဇင်းတို့ဘေးတဲ့ပေါင်းသူတော်ကောင်းတို့ဘဝမှာမမနာတွေဘာကြောင့်ဖြစ်နေတာတုံးလို့စိတ်သိကြည့်လို့ရှိရင်နော်အတိညာပညာနည်းလို့ဟုတ်ရဲ့လား ဘုရင်တို့မဟာဝိဇယသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နော်ဏိကုံကျုပ်ကာထာလေးတစ်ပုဒ်ရှိတယ်။ဣတာတိတေနကာယေနယောမေညိဥဏမေတဝေပရံဝအဝဇန္နေယကိမေညတရအတ္တသနာနော်ဒီကာထာလေးအလုံးမမှတ်စရာကောင်းဣတာတိတေနကာယေနယောမေညိဥဏမေတဝေနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရံဝအဝဇန္နေယသူတော်ဘာကိုမထင်မဲမြင်ပြုတယ် မိမိကိုယ်ကိုမြင့်တင်တယ်သူတော်ကိုနှိမ့်ချတယ်ဆိုတာကိမင်ညတရာအတ္တသနာမတိမြင်ခြင်းတည်းဟူသောအကြောင်းကြောင့်ပါလို့မြတ်စွာဘုရားဟောတယ်ဆိုလိုတာကကိုယ်ခန္ဓာရဲ့သဘာဝအမှန်ကိုယ်ဘဝရဲ့သဘောအမှန်တွေကိုမတိတာကိုအကြောင်းပြုပြီးတော့တတ္တဝါတွေဟာကိုယ်ကိုယ်ကိုမြင့်တင်ကြတယ်သူတော်ကိုနှိမ့်ချကြတယ်ဒါတွေကအလုံးမစဉ်းစားတဲ့အခါဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟောဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအနေထားဒီအဖြစ်အပျက်မျိုးနဲ့ ဘာမှမမနာတက်เสียအကြောင်း မရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်ရဲ့လားတော့ဒီလိုခန္ဓာကိုမျိုးကြီးနဲ့သူတစ်ပါးကိုနှိမ့်ချနေတာကိုကိုကိုမြင့်တင်နေတာဟာဒီခန္ဓာဒီဘဝရဲ့အကြောင်းကိုမသိခြင်းကိုအကြောင်းပြုပြီးတော့တခြားအကြောင်းဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောတာတော့ဆိုလိုတာကကိုခန္ဓာရဲ့အကြောင်းကိုကိုတကယ်မသိလို့သူတစ်ပါးကိုနှိမ့်ချတာကိုကိုကိုမြင့်တင်တာအဲ့တော့ကိုခန္ဓာရဲ့အကြောင်းကိုဘဝရဲ့အကြောင်းကို သိရင်သိသလောက်အဲ့လိုမမနာတွေဆိုတာဖြစ်เสียအကြောင်းမရှိဘူးဟုတ်ရဲ့လား အဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုဒကာဓမ္မတို့ဦးဇင်းတို့တွေအတိများအောင်ကြိုးစားရမယ်ပေါ့အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောကဘယ်လိုရှိတာတုံးလို့မေးရင်တော့အနှစ်ချုပ်အဖြစ်ခန္ဓာသည်ဘာတွေဖြစ်လာလို့မှမတီးမြဲဘူးဆိုတဲ့အိဋ္ဌသဘောရှိတယ်။အဲဒါဆိုမှမငင်းနိုင်ဘူးဟုတ်တယ်မို့လား။တော့မတီးမြဲတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းနေလို့ဆိုလို့မရဘူးလို့ဆိုတဲ့ဒုက္ခသဘောရှိတယ်။ပြီးတော့ဒီခန္ဓာရဲ့သဘာဝဆိုတာ ကိုကလည်းသူတို့ကိုအစိုးမရတယ်လို့သူတို့ကလည်းကိုယ့်ရဲ့အလိုကိုလိုက်တယ်ဆိုတာမရှိဘူးအဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောဟာဘယ်လိုရှိတယ်လို့မေးရင်အနေဆာဒုက္ခအနတ္တသဘောရှိတယ်လို့ဒီလိုပဲဖြေကြရလိမ့်မယ်အဲ့ဒီအနေဆာဒုက္ခအနတ္တဆိုတဲ့သဘောအမှန်ကိုသိရင်သိသလောက်သူတို့ကိုနှိမ့်ချတာမျိုးကိုယ့်ကိုယ်ကိုမြင့်တင်တာမျိုးဖြစ်စရာအကြောင်းမရှိဘူးဟုတ်တယ်မို့လားဒီဦးဇင်းတို့မဟာဝိဇ္ဇာသုတ္တံမှာမြတ်စွာဘုရားဟောပြတာကနော်ဒီခန္ဓာကိုယ်ကြီးရဲ့အထူးသဖြင့်ယူပက္ခန္ဓာ ရုပ်အစုအဝေးကြီးရဲ့သဘာဝကိုအဲ့ဒီမှာထင်ရှားစွာပြောတာပါ။မဟာဝိဇ္ဇာတုတ်တန်ဆိုတာကဝိဇ္ဇာဆိုတာကိလေသာကိုအောင်နိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်။မဟာဆိုတာတော့ကြီးကျယ်တာပေါ့။အဲ့ဒီတုတ်တန်ကိုအစာဆုံးဥစဉ်တို့ပေတပေါင်းသူတော်ကတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့နော်မတင့်တယ်တဲ့ရွန်ရှာဆွဆုပ်ဖွယ်သဘောနော်ဇံမေမွင်းကြီးအစရှိတဲ့32မျိုးသောကုဋ္ဌာတအစုဝေးတို့ဖြင့်တိဆောက်ထားတဲ့ ယောရှာဆွဆုပ်ဖွဲ့အစုအဝေးတက်တက်မြတာဖြစ်တယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားပုံပေါ်အောင်ပြောတာ။တော့ရှင်စဉ်ခါမှာဖြစ်နေတဲ့ယောရှာဆွဆုပ်ဖွဲ့အသက်ဝိညာဉ်ကင်းပြီးတော့တည်ဆုံးပြီးတဲ့နောက်မှာဖြစ်ပေါ်လာမဲ့ယောရှာဆွဆုပ်ဖွဲ့အဲ့ဒါတွေကိုမြတ်စွာဘုရားကအမှန်တိုင်းဖွင့်ပြတာ။အဲ့ဒါတွေကိုပြောပြီးတော့အဲ့ဒါဏိကုံးကျုပ်စောစောကဂါထာလေးကိုဟောတာ။ဟုတ်လား။ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့သူတော်ဘာကိုနှိမ်ချနေတာ။ ကိုကိုကိုမြင့်တင်နေတာဟာဒီခန္ဓာကိုယ်ကြီးရဲ့သဘောကိုမသိခြင်းကလွယ်လို့တခြားအကြောင်းမရှိဘူးလို့အဲ့လိုပြောတာအဲ့တော့အဲ့ဒီစကားလေးကိုကောက်ချက်ဆွဲကြည့်မယ်ဆိုရင်ကိုခန္ဓာရဲ့သဘောကိုသိရင်သိသလောက်သဘောကိုနှိမ့်ချတာမျိုးကိုကိုကိုမြင့်တင်တာမျိုးမရှိနိုင်ဘူးလို့ဖြေမမထွက်နိုင်ဘူးလားထွက်နိုင်တယ်ဒါကြောင့်ပေးသဘောသူတော်အောင်တို့မမနာတွေဘာကြောင့်ကြီးနေတာလို့မေးခန္ဓာရဲ့သဘောကိုအမှန်သိတယ်နော်တကယ်အနှစ်သာရလို့ဆိုတဲ့ပညာအနှစ်မကိန်းသေးလို့မမနာတွေ ြေးနေတာ